တင်ယောကဒုံနိုင်ငံဟာမကြောက်ဘူးလို့ပြောနေပြီး ကုံတွေးစစ်ပွဲမှာအနိုင်ရသူမရှိဘူး။ကဘာကိုစန့်ကျင်တာကကိုကိုကိုတီးကြခွဲထုတ်ရရောက်တယ်လို့သတိပေးပြောဆိုနေပါတယ်။ဒါပေမဲ့ American Banner ရေးငွေချီစာချုပ်တွေစုံပြစ်ရောင်းချတာမျိုးရှိရလို့မထင်ပါဘူး။ဒီနေ့ဒါမှမဟုတ်တောက်ချာနေရဲ့အချက်လက်တွေမှာနိုင်ငံသားပိုင်ဆိုင်မှုတွေတကယ်ထိုးလာတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့သတင်းပတ်မှာငွေချီစာချုပ်လေးလံသုံးခုရှိခဲ့ပြီး10နှစ်နဲ့30သတန်းရှိလေးလံတွေမှာနိုင်ငံသားပိုင်ဆိုင်မှုထိုးလာတာကိုတွေ့ရပါတယ်။တရုတ် းကအမေရိကန်ဒေါ်လာတွေကိုစွန့်ပစ်ရောင်းချတာမဟုတ်တလို့အမေရိကန်ပန်းနာငွေချင်းစာချုပ်တွေကိုလည်းစွန့်ပစ်ရောင်းချတာမဟုတ်ပါဘူး။မော်စီတုံးကတခါပြောခဲ့ဘူးပါတယ်။ကွန်မြူနတီပါတီကဘယ်ရန်သူကိုမဆိုဖြိုချနိုင်ပြီးဘယ်ဘက်လက်မှာဝါရဖြန့်ချီရေးစာရွက်တွေခြင်ထားပြီးညာဘက်လက်မှာတန်တန်းနဲ့ကြည်စံတွေခြင်ထားယုံနေပဲလို့ဆိုပါတယ်။ဒါဟာအခုချီချင်းပြန်လုပ်နေတာနဲ့အတိအကျတူပါတယ်။ ရုရှားလိုပဲတရုတ်ကွန်မြူနတီပါတီ CCP ရောတရားမျှတရဲ့တိုက်ပွဲမှာအနိုင်မရနိုင်ဘူးဆိုတာသိထားပါတယ်။ဒါကြောင့်ရုရှားကအမြဲလုခဲ့တယ်လို့ပဲအမေရိကန်နိုင်ငံသားတွေကမှမမှန်ကန်တဲ့သတင်းအချက်အလက်တွေနဲ့လှည့်စားသတင်းတွေကိုဖြန့်ကျက်နေပါတယ်။ရုရှားနဲ့မတူတာက CCP မှာအကြီးမားဆုံးလက်နက်တစ်ခုရှိပါတယ်။ဒါကတော့ TikTok ပါ။ TikTok က American နိုင်ငံသား190သန်းကိုတိုင်းရိုက်ခြေလေခွင့်ရှိနေတာဖြစ်ပါတယ်။သန်းပေါင်း190ဆိုတာနည်းနည်းလူဦးရေပမာဏမဟုတ်ပါဘူး။ TikTok ကိုအသုံးပြုပြီးတော့တရုတ်အေဂျင့်တွေကဘာရောဖြန့်ချီရေးနဲ့မမှန်ကန်တဲ့သတင်းအချက်အလက်တွေကို American Agency တိုက်ရိုက်ဖြန့်ချက်နေပြီး CCP ကိုကြောင်းရွံ့စေဖို့ကြိုးစားနေပါတယ်။ဒါကြောင့်ဒီညမှာ CCP ရဲ့ဝါရဖြန့်ချီရေးတွေအားလုံးကို American ပြည်တော်စုမှာ virus လို့ပြန့်နှံ့နေတဲ့အရာတွေကိုသုံးသပ်ပြီးတော့အားလုံးကို ရှင်းလင်းပြပါမယ်။ တရုတ်ဝါရဖြန့်ချိရေးတွေက American Social Media တွေပေါ်မှာ virus လို့ပြန်လည်ရတဲ့အကြောင်းရင်းမှန်ကတော့ CCP က internet မှာချက်ပေးသူတန်ပေါင်းများစွာကိုငှားထားပြီးတော့သူတို့အလူတိုင်းစီကိုဖြန့်ကျင်တဲ့ဆက်ချောင်းကိုတွန်းအားပေးနေပါတယ်။ဒါအပြင်သူတို့မှာ50 center လို့ခေါ်တဲ့အဖွဲ့လေးရှိပြီးတော့ CCP ကိုဝေဖန်တဲ့ video တိုင်းကို dislike ပေးတဲ့အဖွဲ့ပါ ပထမဆုံးကတော့တရုတ်ကအမေရိကန်ဘဏ္ဍာငွေချင်းစာချုပ်တွေအမေရိကန်ဒေါ်လာတွေဒါမှမဟုတ်ဒီနှစ်ခုရောပြီးဆုံးဖြတ်ရောင်းချနေရဆိုတဲ့အဆိုပါလူအများကအမှန်တရားဖျက်လက်ခံထားတဲ့ဒီ theory ကတော့တရုတ်နိုင်ငံဟာအမေရိကန်ဘဏ္ဍာငွေချင်းစာချုပ်တွေမှာဒေါ်လာ900ဘီလီယံခန့်ပိုင်ဆိုင်ထားတာကြောင့်အမေရိကန်စီးပွားရေးကိုထိန်းချုပ်ထားတယ်လို့ဆိုပါတယ် ဒီ theory နဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်အလက်တွေကိုပြောပြပါမယ်။ဒီစာချုပ်တွေထဲမှာအရေးကြီးဆုံးကတော့စနစ်တတန်ရှိ American ဘဏ္ဍာငွေချေးစာချုပ်နဲ့သူ့ရဲ့အတုံးလုံးမှာမကြသေးခင်ကစနစ်အတုံးလုံးဟာတိတိတသာမြင့်တက်လာခဲ့ပါတယ်။အရာအလုံးကတရုတ်နဲ့ဂျပန်ကိုညွှန်ပြနေပါတယ်။ယင်းနည်းမျိုးနံသူတွေရဲ့ယုံကြည်ချက်အရာ အခုလက်ရှိနိုင်ငံသားနိုင်ငံတွေအထူးသဖြင့် American အကြွေးကိုအများဆုံးခြင်ထားတဲ့ဂျပန်နဲ့တရုတ်တို့ဟာသမရထရန်ရဲ့အောက်ခွန်တွေကိုတံပြန်တိုက်ဖို့ American ဘဏ္ဍာငွေကြီးစာချုပ်တွေကိုစွန့်ပစ်ရောင်းချနေရလို့ယူဆကြပါတယ်။ဒါဟာရုတ်တရက်ပေါ်ပေါက်လာတာမဟုတ်ပါဘူး။တရုတ်ဟာနှစ်ပေါင်းများစွာဖြည်းဖြည်းချင်းဆုတ်ခွာနေကြတာပါ။ တကယ်တော့2024ခုနှစ်အကုန်မှာသူတို့ရဲ့ American အကြွေးပိုင်ဆိုင်မှုဟာဒေါ်လာ860ဘီလီယံခန့်အထိကျဆင်းသွားခဲ့ပြီ။ဒါဟာ2009ခုနှစ်ကတည်းကအနိုင်ဆုံးအဆင့်ဖြစ်ပါတယ်။ဒီအရာအလုံးဟာ အကောက်ခွန်တစ်ခုတည်းကြောင့်စတင်ခဲ့တာပါ။ Andres ရဲ့ဗီဒီယိုအားဆိုရင်တော့တကယ်ကိုအရင်ကောင်းပြီးတော့ငွေချီးစာချုပ်ဈေးကွက်နဲ့ ဗန်နံငွေစည်းကွက်လိုရှုပ်ထွေးရဲ့အရာတွေကိုအလွန်ကောင်းမွန်စွာရှင်းပြထားပါတယ်။တကယ်တော့ဒါဟာကျွန်တော်တို့လုပ်ထားတဲ့ဗီဒီယိုထက်အများကြီးပိုပြီးတော့ရိုရှင်းပါတယ်။ဒါပေမဲ့ဒီဗီဒီယိုတွေမှာအများဆုံးအကြီးမားဆုံးယူဆချက်တစ်ခုကတော့တရုတ်ကအမေရိကန်ဗန်နံငွေချေးစာချုပ်တွေကိုရောင်းချနေလို့အတုံးလုံးတွေမြင့်တက်လာတယ်ဆိုတဲ့အချက်ပါ။တကယ်တော့ဒီအတွက်သက်သေမရှိပါဘူး။ဒါ TikTok ပေါ်မှာစတင်ခဲ့တဲ့တေးချာမရေရာတဲ့ခံမှန်းချက်တစ်ခုဖြစ်ပြီးတော့ Twitter ကိုရောက်သွားတာအခုတော့ YouTube ပေါ်မှာရှိနေပါတယ်။ဒီအရာက TikTok ပေါ်မှာဘာကြောင့်အစတင်ခဲ့ရလဲဆိုတော့တရုတ်ကဒီစက်ကြောင်းကိုတွန်းအားပေးခြင်းလို့ပါ။တရုတ်ဟာဒီညီနိုင်မှုတွေမှာအားလုံးကိုထိန်းချုပ်ထားတယ်။တရုတ်ကဘန်နာငွေချင်းစာချုပ်တွေရောင်းချလိုက်လို့ Trump ကိုအကောက်ခွန်တွေဖယ်ရှားဖို့ဖိအားပေးခဲ့ရဆိုတဲ့အစကြောင်းပေါ့။ဒီ theory ကတကယ်တော့တိတ်တိတ်ပဲမရှိပါဘူး။ဒါပေမဲ့ဒါကရည်ရွယ်ချက်ပါပဲ။ဒီရှုပ်ထွေးမှုကဒီဝါရဖြန့်ချီရေကိုအရန်ကောင်းမွန်စေတဲ့အချက်ပါ။ ဒီထဲမှာအမှန်တရားတွေတကယ်ဖြစ်ဖြစ်ခဲ့တဲ့အရာတွေအများကြီးပါဝင်ပြီးတော့ CCP ကိုဟိုကောင်းမွန်တဲ့ပုံပေါအောင်လင်ညာတဲ့အချက်တွေကိုရောထည့်ထားပါတယ်။ဒီလိုနဲ့ TikTok ပေါ်မှာ virus လို့ပြန်နေမဲ့ video တစ်ခုအတွက် formula တစ်ခုဖြစ်လာပါတယ်ဒီအကြောင်းကိုဘာကိုဆိုလိုလဲဆိုတာကိုရှင်းပြပါမယ် American ကဏ္ဍငွေစည်းကွက်ဟာတက်လာနေပါတယ်ဆိုလိုတာကငွေကြေးစာချုပ်အထွက်အထိပ်တွေတက်လာနေတာပါဒါကြောင့်မယ်သမ္မတ trend ကတရုတ်ကလွှဲရင်တခြားနိုင်ငံအားလုံးအပေါ်ကနေအကောက်ခွန်တွေကိုစုပ်ခွာခဲ့တာပါသူက 60ရက်ရက်ဆိုင်မှုကိုထားခဲ့ပြီးဒူကိုရိုင်းကငွေချင်းစာချုပ်အထွက်နှုန်းတွေတက်လာတာကြောင့်ဒီလိုလုပ်ခဲ့လို့ဝန်ခံခဲ့ပါတယ်။သူရထုတ်ပြန်ချက်ကတော့ဒီလိုပါ။ကျွန်တော်ငွေချင်းစာချုပ်ဈေးကွက်ကိုကြည့်နေခဲ့တယ်။ဒီဈေးကွက်ကအရင်ရှုပ်ထွေးတယ်။ဒါပေမဲ့အခုလက်ရှိငွေချင်းစာချုပ်ဈေးကွက်ကလာပါတယ်။အနေညာကလူတချို့နည်းနည်းစိတ်မသက်မသာဖြစ်နေတာကိုတွေ့ခဲ့တယ်။ဒါကြောင့်ငွေချင်းစာချုပ်ဈေးကွက်ဟာတက်လာနေတယ်။ ပိုတိကျအောင်ပြောရရင်ဆယ်နှစ်တန်းရှိအထုံးလုံးဟာတက်လာနေတာပါဒါပေမဲ့ဒါကတရုတ်ကဗန္နာငွေချီးစာချုပ်တွေရောင်းချနေရလို့ဆိုလိုတာတော့မဟုတ်ပါဘူးတရုတ်ရောက်ကရောင်းချနေလို့အထုံးလုံးတွေတက်လာတာပါဒါပေမဲ့ရောင်းချနေတာကတရုတ်လို့တက်သိမရှိပါဘူးတကယ်တော့တရုတ်ကဘလောက်ပိုင်ဆိုင်ထားလဲဆိုတာက graphic မှာတွေ့ရတဲ့အတိုင်း American ဗန္နာငွေချီးစာချုပ်ပိုင်ဆိုင်သူတွေအားလုံးကိုပြချပါတယ်ဒီ graph ကနည်းနည်းကြာနေပေမဲ့အဓိကချက်ကိုဖော်ပြပေးပါတယ် အောက်ခြေမှာ American Banner ငွေချေးစာချုပ်ပိုင်ဆိုင်ထားတဲ့နိုင်ငံသားနိုင်ငံတွေအားလုံးကိုတွေ့ရပါတယ်။ နောက်ဆုံးထုတ်ပြန်ထားတဲ့ကိန်းဂဏန်းတွေအရ American Banner ငွေချင်းစာချုပ်တွေရဲ့24ရာခိုင်နှုန်းခန်းကိုနိုင်ငံသားနိုင်ငံတွေကပိုင်ဆိုင်ထားပါတယ်။ဒီုံကတော့ American Banner ငွေချင်းစာချုပ်ပိုင်ဆိုင်မှုမှာဒုတိယအကြီးဆုံးနိုင်ငံသားနိုင်ငံဖြစ်ပါတယ်။ဒီုံပိုင်ဆိုင်ထားတဲ့တကယ့်ဒေါ်လာပမာဏကိုအခုနှစ်အစမှာတင်သွင်းခဲ့တဲ့နောက်ဆုံးစီးရင်အရဒေါ်လာ980ဘီလီယံခန့်ရှိပါတယ်။ဒီုံကဂျပန်နောက်မှာဒုတိယအကြီးဆုံးပိုင်ဆိုင်သူဖြစ်ပါတယ်။ လူအများအဒီပမာဏကိုတကယ်ရှိရာထက်အများကြီးပိုများနိုင်မယ်လို့ယုံကြည်ထားပြီးတော့တရုတ်ကအမေရိကန်အကြွေးကိုအများကြီးပိုင်ဆိုင်ထားတယ်လို့ပြောလို့ရှိပါတယ်။သူတို့ကတရုတ်ဟာနိုင်ငံသားအမေရိကန်အကြွေးရဲ့900ခန်းလုံးကိုပိုင်ဆိုင်ထားတယ်လို့ပုံမှန်ပြောလို့ရှိပါတယ်။တကယ်တော့နိုင်ငံသားအမေရိကန်ဘဏ္ဍာငွေကြီးစာချုပ်တွေနဲ့ ီရင်အမေရိကန်ဘဏ္ဍာငွေကြီးစာချုပ်တွေကြားကွာခြားချက်မရှိပါဘူး။ကွာခြားတာကဘယ်သူမှပိုင်ဆိုင်ထားလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အခြေခံအားဖြင့်ဒါရီကတူညီတဲ့အရာတွေပါ။နောက်ဆုံးမှာသင်ဟာအမေရိကန်အစိုးရထံလက်ဆံပေးပြီးသူတို့က တိဝန်ငွေချေးစာချုပ်လက်မှတ်တစ်ခုပေးတာပါ။ဒါကြောင့်စုစုပေါင်းအားဖြင့်တရုတ်ကစုစုပေါင်းအကျွေးရဲ့200ရာခိုင်နှုန်းခန့်ဒါမှမဟုတ်အများဆုံးဆိုရင်1.5ရာခိုင်နှုန်းခန့်သာပိုင်ဆိုင်ထားပါရယ်။ဒါဟာသေးငယ်တဲ့ပမာဏတော့မဟုတ်ပါဘူး။အကယ်လို့သူတို့ကဒါရီအားလုံးကိုဆွန့်ပြစ်ရောင်းချဖို့ဆုံးဖြတ်ခဲ့ရင်အထွန်းလုံးဈေးကွက်ပေါ်မှာတိတာတဲ့တန်ရာမှုတွေဖြစ်ပေါ်လာမှာသိကြပါရယ်။ဒါပေမဲ့တရုတ်တို့ပိုင်ဆိုင်ထားတဲ့ပမာဏဟာလူတွေပြောနေသလိုအများကြီးမဟုတ်ပါဘူး။ တရုတ်တို့ကအမေရိကန်အစိုးရကိုထိန်းချုပ်ထားတာမဟုတ်ပါဘူးတကယ်လို့ပြည်ရင်းမှာတရုတ်ကအမေရိကန်အကျွေးဒေါ်လာ900ဘီလီယံပိုင်ဆိုင်ထားတာဟာ CCP တရုတ်ကွန်မြူနတီပါတီအတွက် ထိခိုက်မှုဖြစ်စေတဲ့အရာတစ်ခုပါတရုတ်မှာ CCP ကိုအားပေးထောက်ခံသူတချို့က မေရိကန်မှာဘာမှယင်းနှမျိုးနံပို့မလိုအပ်ဘူးလို့တောင်းဆိုကြတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တန်ဟာ CCP ကသူတို့ရဲ့ပစံကိုအမေရိကန်ကိုပေးနေတာဖြစ်ပြီးတော့အမေရိကန်တို့ကအမေရိကန်တို့ရဲ့စီးပွားရေးနဲ့နိုင်ငံသားတွေအတွက်ယင်းနှမျိုးနံတိုင်းပို့ပါ။အမေရိကန်ရဲ့တရုတ်ကိုမုံတီးတဲ့လူတချို့က CCP ကဘာကြောင့်ဒီလိုလုပ်နေလဲဆိုတာနားမလည်ကြပါဘူး။ဘာကြောင့် CCP ကအနေငယ်သာအတိုးရဖို့အတွက်အမေရိကန်ကိုပစံပေးနေရတာလဲ။အဓိကအချက်ကတော့တရုတ်ဟာ ဒီဘဏ္ဍာငွေချင်းစာချုပ်တွေကိုရောင်းချနေပွဲမရှိပါဘူး။ဒီမှာဘဏ္ဍာရေးဝင်ကြီး Scorpus ကိုရိုင်းကဒီဥကသူတို့ပိုင်ဆိုင်ထားတဲ့ဘဏ္ဍာငွေချင်းစာချုပ်တွေကိုရောင်းချတာကမဖြစ်နိုင်ကြအောင်ရှင်းပြချပါရစေ။ ငွေချေးစာချုပ်ဈေးကွက်မှာပုံမှန်ဖြစ်တတ်တဲ့အကျွေးလျှော့ချမှုတစ်ခုဖြစ်ပါတယ်။အကျွေးတွေထိုးလာတဲ့အခါနှစ်အနည်းငယ်ကြာတိုင်းဖြစ်တတ်တဲ့ပုံမှန်လုပ်ငန်းစဉ်တစ်ခုပါ။ဒီလိုဖြစ်လာတဲ့အခါဈေးကွက်ဟာတည်ငြိမ်လာမှာပါ။၂018ခုနှစ်မှာ trend ကပထမအကြိမ်အကောင့်ခွန်တွေချမှတ်ခဲ့တဲ့အခါတရုတ်ကအလားတူလှုပ်ဆောင်မှုတစ်ခုလုပ်ခဲ့ပါတယ်။အဲဒီအကောင့်ခွန်တွေက10ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းလောက်ရှိခဲ့ပါတယ်။ဒါကြောင့်တရုတ်ကသူတို့ရဲ့ရန်ငွေကို20ရာခိုင်နှုန်းလောက်တန်ဖိုးလျှော့ချလိုက်ပါတယ်။ဒီလိုနဲ့အကောင့်ခွန် ွန်ရဲ့တရားမှုကိုပယ်ဖြတ်လိုက်နိုင်ခဲ့ပါတယ်။အခုလည်း CCP တရုတ်ကွန်မြူနစ်ပါတီကအလားတူအရာတစ်ခုကိုထပ်လုပ်ဖို့ကြိုးစားနေပါတယ်။သူတို့ရဲ့ငွေချေးတန်ဖိုးကိုလျှော့ချပြီးအခောက်ခွန်ရဲ့တရားမှုတချို့ကိုပယ်ဖြတ်ဖို့ကြိုးစားနေတာပါ။ဒါပေမဲ့ဒီတစ်ချိန်မှာအခောက်ခွန်ဟာ145ရာခိုင်နှုန်းဖြစ်နေတာကြောင့်အခောက်ခွန်တစ်ခုလုံးကိုပယ်ဖြတ်ဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်ဒီအချက်က ဗဏ္ဍာငွေချေးစာချုပ်တွေကိုရောင်းချနေတာတရုတ်မဟုတ်ဘူးဆိုတာကိုရှင်းလင်းပေးမယ်လို့မျှော်လင့်ပါတယ်။လူအများကဂျပန်ကအမေရိကန်စီးပွားရေးကိုဖိအားပေးဖို့ကြိုးစားနေတယ်လို့အယူအဆတစ်ခုလည်းရှိကြပါတယ်။ဘာလို့လဲဆိုတော့အမေရိကန်တို့က ဂျပန်ကိုအကောက်ခွန်လေးချမှတ်နေလို့ပါဒါပေမဲ့ဒီ theory ကလည်းအမှန်တရားနဲ့သိပြီးတော့မကန့်ညီပါဘူးတကယ်တော့ဂျပန်စီကတရားဝင်ထုတ်ပြန်ချက်တခုရှိပါတယ်အဲ့ဒါကဂျပန်ကအမေရိကန်ဘန်နာငွေချေးစာချုပ်တွေကိုရောင်းချတာမဟုတ်သလိုအကောက်ခွန်ညှိနှိုင်းမှုတွေမှာအမေရိကန်ဘန်နာ၏ငွေချေးစာချုပ်တွေကိုလွှမ်းမိုးမှုအနေနဲ့အသုံးပြုလိုတာမျိုးမရှိဘူးလို့ဖော်ပြထားပါတယ်တကယ်တမ်းမှာဖြစ်နေတာကတရားရောက်က ဘဏ္ဍာငွေချေးစာချုပ်တွေကိုရောင်းချဖို့ PR ပေးခံနေရတာပါ။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း Stone Secret ကအများကြီးဖြိုလဲသွားခဲ့ပါတယ်။အကျွေးနဲ့ Margin ရင်းနှီးမြှုပ်နှံထားတဲ့မြေသူမဆိုသူတို့ရဲ့ယာတုကိုထိန်းထားဖို့တဆန်ထထဲရမယ့်အနေအထားမှာရှိနေပါတယ်။ပုံမှန်အားဖြင့်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတွေ Hot Fans နဲ့ပိုင်ဆိုင်မှုစီမံခန့်ခွဲသူတွေကငွေသားအမြန်ရဖို့အတွက်ဗဏ္ဍာငွေချင်းစာချုပ်တွေကိုကင်ထားလိရှိပါတယ်။ဒါကြောင့်သူတို့ငွေသားလိုအပ်တဲ့အခါ ဗဏ္ဍာငွေချင်းစာချုပ်တွေကိုရောင်းချပြီးလိုအပ်တဲ့အရာအတွက်အဲ့ဒီငွေသားကိုအသုံးပြုကြပါတယ်။ဒီတစ်ချိန်မှာတော့အကျွေးနဲ့ရင်းနှီးမြှုပ်နှံမှုကိုတံပိုးထားဖို့ဖြစ်နိုင်ပါတယ်။ဒါဟာ American Social Media ပေါ်မှာ virus လို့ပြန့်နှံ့နေတဲ့တရုတ်ဝါရဖြန့်ချီရေးတွေတရာတစ်ခုပါ။ဒါပေမဲ့ဒီမှာတင်ရလို့မရပါဘူး။တခြားဝါရဖြန့်ချီရေးဗီဒီယိုတွေလည်းရှိပါသေးတယ်။နောက်တစ်ခုကတော့ TikTok ကနေတိုင်းရိုက်ရထားတဲ့ဗီဒီယိုပါ။ Hamas political မှာဒီ Vulcan 8ကဒေါ်လာ3800ကျသင်ပါတယ်။ဒါပေမဲ့စက်ရုံကထွက်လာတဲ့တကယ့်ကုန်ကြမ်းစီးကဘယ်လောက်လဲ။အစင်စင်အသင်းရှိမှာခွဲခြမ်းရှင်းပြပေးမယ်။ပထမဆုံး Hermes က ထိတ်တန်းပေးသွင်းသူ၃ဦးထံကပဲတရီရီကိုအသုံးပြုပါတယ်။တဦးကအီတလီကမူတီဒုတိယတဦးကဂျာမနီကဒွန်ဟာမာရောတတိယတဦးကပြင်သစ်ကပတ်စပါထိုကိုယ်တရေတစ်ချက်ကဒေါ်လာ450ကျသက်ပါတယ်။ဒါပေမဲ့တရေတစ်ချက်က forking eight alone လို့ဖို့ပဲလုံလောက်ပါတယ်။ဆက်လက်ပြီးတော့ချီမြင်အကြောင်းပြောရရင် Thomas Forkin အတွက်ချီမြင်ကလည်းထိတ်တဲ့အဆင့်ဖြစ်ပါတယ်။ဒါကိုပြင်သစ်က philo Chinos လို့ခေါ်ပါတယ်။ဒါဟာချင်းမြင်းလေးတဲမှာ Roll Royce နဲ့တူတဲ့အစင်မှာအစ်တလုံးအတွက်ချင်းမြင်းကုန်ကြမ်းစီကဒေါ်လာ25ဖြစ်ပါတယ်။ပြီးတော့တတုအသုံးဆောင်လူရဲ့အကြောင်းပြောရရင်ဒီတတုအသုံးဆောင်ကို316 Hardwell လို့ခေါ်ပါတယ်။ Dow Ocean Stainless Steel လို့လည်းသိကြပါတယ်။ ဘာလို့လဲဆိုတော့ဒါဟာပင်လယ်ရေရဲ့တိုင်ဆောင်မှုခဏရင်ရှိတဲ့အလွန်ကောင်းမွန်တဲ့တန်တနည်းပါအဲ့ဒလုံးအတွက်ဒီတက်ထုအသုံးဆောင်ကဒေါ်လာ150ကျပ်တင်ပါတယ်အနာသက်စီအကြောင်းပြောရရင်ဒီအနာသက်စီကအီတလီကထင်သွင်းတဲ့ heat soul at wine ဖြစ်ပြီးတော့အဲ့ဒလုံးအတွက်ဒေါ်လာ50ကျပ်တင်ပါတယ်အတွင်းထင်အနေနဲ့ကတော့ပြင်သစ်ကထင်သွင်းလာတဲ့ဒုသိရေကိုအသုံးပြုထားပြီးတော့ အီတလုံအတွက်ဒေါ်လာ100ကျပ်တင်ပါတယ်။ဒါအပြင်အတွင်းမှာရီရီအမတ်တစိရဲ့ဇစ်တစ်ခုလည်းပါဝင်ပြီးတော့အီတလုံအတွက်ဇစ်ကဒေါ်လာ100ကျပ်တင်ပါတယ်။ပြီးတော့လူဆွမ်းအရင်မြင့်ကုန်ကြစီကြောင့်ပြောရရင်တော့ပြည်သူ့လက်မှုပညာရှင်တွေကတရုတ်လက်မှုပညာရှင်တွေထက်အများကြီးပိုစည်းကြီးပါတယ်။အီတလုံပြီးမြောက်ဖို့လူဆွမ်းအားကုန်ကြစီကဒေါ်လာ600ရှိပါတယ်။ဒါပေမဲ့ဒါအရင်စီးမကြီးပါဘူး။ဒေါ်လာ100ပဲရှိပါတယ်။ ဒါကြောင့်အားလုံးကိုပေါင်းကြည့်လိုက်ရင်စက်ရုံဝါထွက်လာတဲ့ Forkin 8အလုံးရဲ့စုစုပေါင်းကုန်ကြမ်းစီကဒေါ်လာ1400ပါ။ဒါပေမဲ့ Hermes က8အလုံးကိုဒေါ်လာ3800ပါကြောင့်ကောက်ခံတာလေ ဒါဟာဇင်းလုံးရဲ့ဂုံးစင်ရခိုင်နှုန်းချော်ဟာဟာမတ်ရှင်အမတ်တစိအထွတ်ပေးလာတာကြောင့်ပါဒါပေမဲ့သင်ကအမတ်တစိကိုဂယုမဆိုင်ဘူးဆိုရင်အရေးအသွေးတူတဲ့ပစ္စည်းတူတဲ့အိတ်ကိုပဲလိုချင်တယ်ဆိုရင်ကျွန်တော်တို့စီကဝယ်ယူနိုင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့အိတ်တွေကအတီးကျထူညီတဲ့ပစ္စည်းတွေထူညီတဲ့တရေထူညီတဲ့တထုအသုံးဆောင်ထူညီတဲ့အနာသက်စီကိုအသုံးပြုထားလို့ပါကွာချားတာကတခုတည်းပါကျွန်တော်တို့မှအမတ်တစိမပါတာကြောင့် ဒလောက်များတဲ့ကုန်ကြမ်းစီကိုပေးချစ်စရာမလိုပါဘူးဒီဗီဒီယိုဟာအမေရိကမှာ TikTok ပေါ်မှာကြီးရှုသူကတော့တန်းနဲ့ချီရှိခဲ့ပါတယ်ဒါကြောင့်တန်းနဲ့ချီတဲ့လူတွေကဒါကိုကြည့်ပြီးတော့ဒါဟာမှန်ကန်တယ်လို့ယူဆခဲ့ကြမှာပါဒီဗီဒီယိုမှာသူပေါ်ပြတဲ့အငင်းခုံကတော့ဒီလိုဖြစ်ပါတယ်ဒါကဖီကာဆိုရဲ့ပကြီးကားတစ်ချက်ပါ ဒါဟာဒေါ်လာ180တန်းနီးပါးနဲ့ရောင်းချခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကလကနောက်ကိုကြည့်ကြည့်ရအောင်။ DPG ကရေးဆွဲထားတဲ့ canvas ကဒေါ်လာ100လောက်ပဲရှိမှာပါ။ Picasso သုံးခဲ့တဲ့ဈေးကဒေါ်လာ100လောက်ပဲရှိမှာပါ။အကြမ်းဖျင်းဒေါ်လာ1000လို့ယူဆလိုက်ရအောင်။ဒါဆို DPG ကကိုဖန်တီးဖို့ဒေါ်လာ1100ပဲကျတဲ့မှာပါ။ဒါပေမဲ့ဒါကဒေါ်လာတန်း180နဲ့ရောင်းချခဲ့ရတယ်။ဝယ်သူကတိတာစွာနဲ့စားခံလိုက်ရတာပါ။ သူသာတရုတ်ကိုသွားပြီးဖီကန်ဆိုပကြီးကအတူတစ်ချက်ဝယ်ယူခဲ့မယ်ဆိုရင်ဒါဟာပိုကောင်းတဲ့နေလန့်ဖြစ်မှာပါ။ဒီငင်းခုံကိုဒီလိုကောမန့်လိုက်တဲ့အခါသူပြောနေတာရဲ့အထိပယ်မရှိမှုကိုပြသနိုင်မယ်လို့မျှော်လင့်ပါတယ်။ဒါပေမဲ့ဒီဗီဒီယိုဟာချီရှုမှုတန်းနဲ့ချီရှိခဲ့ပြီးတော့လူတွေကတရုတ်မှာအတူပစ္စည်းတွေအများကြီးထုတ်လုပ်နေတယ်ဆိုတာကိုသဘောမပေါက်ကြပါဘူး။သူတို့ဟာအတီချာတူညီတဲ့ပစ္စည်းတွေကိုသုံးပေမဲ့ဒါက brand တစ်ခုရဲ့ထုတ်ကုန်တစ်ခုဖြစ်သွားတယ်လို့မဆိုလိုပါဘူး။ဒီ tweet ကတော့ ဒီရှင်တင်ပြမှုရဲ့အသေးပေမရှိမှုကိုပြီးပြည့်စုံစွာရှင်းပြထားပါတယ်။ဗီဒီယိုကသူ့ရဲ့အိတ်တွေဟာ Homeless Net Tour လို့ပြောထားပြီးတော့အကြောင်းကတူညီတဲ့ပစ္စည်းတွေကိုအသုံးထားလို့ပါပဲ။ဒါဟာကျွန်တော်ကကျွန်တော်ရဲ့ Spaghetti ဟာ Michelin Chefwin စပိုမှုတွေနဲ့တန်းတူပဲလို့ပြောလိုက်သလိုပါပဲ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ခင်းချင်းလေးနဲ့ဂျုံမုံအသုံးထားလို့ပါတဲ့။ဒါပေမဲ့တကယ်တမ်းမှာကျွမ်းကျင်မှုဟာပစ္စည်းထက်ပိုအရေးကြီးပါတယ်။ ဒါအပြင်ဒီကနေ့ခင်မှာအမတ်တစိတ်ဟာဘသူဖန်တီးလဲဆိုတာကပိုအရေးကြီးတာဖြစ်ပါတယ်။ဒါကကျွန်တော်ကိုဒီဗီဒီယိုရဲ့ပိုကြီးရဲ့အချက်စီကိုပို့ဆောင်ပေးပါတယ်။အခုချိန်မှာ TikTok ပေါ်မှာဒီလိုဗီဒီယိုတွေဖန်တီးနေတဲ့တရုတ်လူမျိုးတွေအများကြီးရှိနေပါတယ်။ဒီဗီဒီယိုတွေဟာ virus လို့အလွန်ပြန့်နှံ့နေပါတယ်။ဒီအချိန်ကာလဟာအရာအားလုံးကအဓိကကျပါတယ်။ဒီဗီဒီယိုတွေကကုန်သွယ်စစ်ပွဲစတင်ချိန်မှာပဲရုပ်တရက်ပြန့်နှံ့လာခဲ့တာပါ။ဒါဟာတော်တော်လေးတန်တရားဖြစ်စီရပါ။အထူးသဖြင့် TikTok ကတရုတ်နိုင်ငံမှာပိတ်ပင်ထားတဲ့ app တစ်ခုဖြစ်တာကိုထည့်စင်းသားရင်ဒီဗီဒီယိုတွေကိုတင်နေတဲ့တရုတ်နိုင်ငံသားအားလုံးကဥပဒေကိုချိုးဖောက်ပြီးတော့ TikTok ကို download လုပ်နေရပဲဖြစ်ပါတယ်။ဒီလိုမှမဟုတ်ရင်တော့သူတို့ဟာတရုတ်ရဲ့ agent တွေဖြစ်နေပြီးတော့ TikTok ကဒီလိုဗီဒီယိုတွေကိုရည်ရွယ်ချက်ရှိရှိတွန်းအားပေးနေတာကြောင့်တန်ရစီရဲ့ကြီးစုမှုတွေရရှိနေတာဖြစ်ပါတယ်။ဒီဗီဒီယိုတွေမှာတရုတ်ကလူတယောက်က American ရဲ့စီးပွားရေးပုံစံကို ဖွင့်ဟောပြသပြီးတော့ hey မရိယအမတ်စိတ်တွေတတ်မှတ်ထားတဲ့ဈေးကြီးပြန်တွေကို ပေးချေစရာမလိုဘူးတရုတ်ကနေတိုင်းရိုက်ဝယ်လိုက်လို့ပြောနေတာပါဒါပေမဲ့ဒီမှာတင်ရက်မနေပါဘူးဒီဗီဒီယိုတချို့ကတရုတ်စီးပွားရေးကိုကူညီဖို့မရိယနေကိုတရံဝင်လိမ့်လည်မှုကျူးလွန်ဖို့တွန်းအားပေးနေပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆောင်တွေ့ကြပါစို့ရှင်